ပုံမဟစ်ချလာတဲ့ဟူဂျစ်ဆန်အပြောင်းရွှေ့အားလုံးပဲမင်္ဂလာပါဖိုးဘွား channel မှာဝင်ကြပါပါကျွန်တော်တို့ဒါဘောင်းဘောင်းနောက်ခံလူရဲ့ကျွန်တော်တို့ဒါအပြောင်းရွှေ့လေးကိုပြောချင်ပါတယ်ဟူဂျစ်ဆန်ကကျွန်တော်တို့ဒါဒီနိုယာဒီမာတေချာဘောအတင်းပြောင်းမယ်ဘောင်းဘောင်းရဲ့အရေးသွေးမြင့်နောက်ခံလူကကျွန်တော်တို့ဒါသူ့ကိုခေါ်ယူခြင်းနဲ့တင်းနေအရန်များတယ်စာချုပ်ပြည်သိရေပေါင်တန်း90ရှိတဲ့ကစားသမားကိုအစကကျွန်တော်တို့ဒါရေမထွက်ကခေါ်ယူဖို့မစင်စားခဲ့ဘူးဒီနေရာမှာလဘဘူးတို့အာဆင်နယ်တို့ချက်ဆီတို့ဟာဒီကစားသမားကိုဇက်တိုက်ချိုးစားနေတာဖြစ်ပြီးတော့ကစားသမားစီကနေသဘောတူညီမှုရောက်ဖို့ချိုးစားနေကြတာဖြစ် ါပါတယ်အစောပိုင်း report တွေအရတော့ဒီဟူဂျစ်ဆန်ကိုခေါ်ယူဖို့ဒါလီဗာပူးတို့အာဆင်နယ်တို့ကဥဆောင်နေတယ်ဆိုပေမဲ့အခုနောက်ပိုင်း report တွေမှာတော့ရီယယ်မက်ဒရစ်ကကစားသမားကိုနှစ်ပတ်အတွင်းခေါ်မယ်ဆိုတဲ့ report တွေပါဇက်တိုက်တက်လာတာဖြစ်ပါတယ်ဇာဗီအလွန်ဆိုကရီယယ်မက်ဒရစ်နီးပြတ်သည့်ဖြစ်လာပြီးနောက်မှာတေဂျာပေါ့စန်ထရယ်ဒီဖန်ဒါကစားသမားတစ်ယောက်ခေါ်ပြီးတောင်းဆိုထားပါတယ်ဒီနေရာမှာသူတို့ရဲ့ဒီစန်ထရယ်ဒီဖန်ဒါဖြစ်တဲ့အလာပါကိုလည်းဒီနေရာဒီမှာသူတို့ကလက်လွတ်မှာဖြစ်တဲ့အထွတ်ပေါ့နော်တေဂျာပေါ့စန်ထရယ်ဒီဖန်ဒါခေါ်မယ်ဒီခေါ်မယ်ဆိုတဲ့နေရာမှာဒီဟူဂျစ်ဆန်ကရီယယ်မက်ဒရစ်နဲ့အဖြစ်နိုင်ဆုံးအ ပြောင်းရွှေ့ဖြစ်ခုချိန်မှာဟစ်ထနေတာဖြစ်ပါတယ်ကစားမားရဲ့စာချုပ်ဖြစ်သိကြီးပေါင်တန်း90ကိုရေးရဲအနေနဲ့ပေးချီခေါ်ယူဖို့အသင်းရှိတယ်လို့စပိန်ဘက်ကမီဒီယာတွေကဇက်တိုက်ဖော်ပြနေတာဖြစ်ပါတယ်အဲ့တော့တကယ်လို့ရေးမဲ့ထွက်တာဝင်လာမယ်ဆိုရင်ဟူဂျင်ဆန်ကပရီးမီယာလိဂ်ကလပ်တွေအထက် ထက်ပေါ့နော် year metric အတင်းကိုသာပြောင်းသွားဖို့များတယ်လို့ကျွန်တော်ကတော့ယူဆပါတယ် year တကယ်မခေါ်မခေါ်စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဟုတ်လားလေပါဘူး Chelsea Arsenal တို့ကလည်းဒီပြိုင်ပွဲထဲမှာရှိနေပါသေးတယ်ဒါတော့ဘယ်အတင်းရသွားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာပါအားလုံးကဒါတော့ဟူဂျီဆန်ရဲ့ပြောင်းရွှေ့လေးကိုတင်ဆက်ပေးခဲ့တာပါချီးစွမ်းများကြီးတင်ပါတယ် club ပါ